လူဘဝရလာတဲ့အခါမှာဘဝတမိုးဆိုတာရှားအောင်ယူထမတာလင်းလူဘဝဟာတမိုးရှိမှဖြစ်တယ်။ဘာကြောင့်မနုတ္တတဘဝဒုံဘဝလူဘဝကိုရခဲ့တယ်လို့ခေါ်ရတယ်လေလို့ဆိုလို့ရှိရင်လူဘဝဟာကုသကောင်းမှုမှန်သမျှကိုလည်းပြုလုပ်နိုင်ဖို့အခွင့်အရေးရှိတယ်။အဲ့ဒါတစ်ချောင်း လူတွေမှာအသိဉာဏ်ရှိတဲ့သဘောဖြစ်သည့်အတွက်ကြောင့်ထိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဥပုဂ္ဂိုလ်မြတ်တွေကဟောကြားဆုံးမတဲ့အဆုံးမတရားတော်တွေဆိုခေဆက်ဆက်မှာရရှိနိုင်တာဖြစ်တယ်ဥပမာမဲ့နှိုင်းရှင်ကြည့်ရမယ်ဆိုရင်တိရိစ္ဆာန်လောကကြည့်လိုက်တိရိစ္ဆာန်တွေဟာစားဖို့တောက်ဖို့ကာမဂုဏ်ခံစားဖို့ကလွဲလို့ သူတို့ကောင်းတဲ့မှာတခြားအတွေးဆိုတာမရှိကြဘူးသူတို့ဘဝဟာအလုံးစွန့်လွတ်ထားတဲ့အနေအထားမျိုးရှိတယ်အပင်ငယ်ရောင်းနေတဲ့သရဝါတွေကိုမဆိုထားနဲ့အောင်တိရစ္ဆာန်ဘဝကပုဂ္ဂိုလ်တွေတောင်းမှပဲကုသကောင်းမှုလုပ်ဖို့ဆိုတာအခွင့်အရေးလွန်နေကြတယ်ဒါဖြင့်နတ်တေရောအခွင့်အရေး ရှိသလားမရှိဘူးလားဆိုရင်လူတွေတော့အခွင့်အရေးမသားဘူး။ဘာကြောင့်လို့ဆိုတော့ကောင်းကင်ဘုံမှာရှိတဲ့နတ်တွေဟာအလွန်ချမ်းသာကြတာဖြစ်သည့်အတွက်ကြောင့်ချမ်းသာလွန်လို့ရှင်လေကုသိုလ်ကောင်းမှုပြုဖို့ရမေးလျော့ကြတယ်။အလုံးပြည့်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကောင်မစဉ်းစားမှမဟုတ်ဘူး။ အဲ့တော့အပေလေးပုံသားတွေကြတော့ဒုက္ခကလွန်ကဲနေလို့ကောင်းတဲ့လုပ်ကိုမစဉ်းစားနိုင်ဘူးနတ်တွေကြတော့ချမ်းသာလွန်အားကြီးတော့ကောင်းတဲ့အမှုကောင်းမှုကုသိုလ်ကောင်းမှုလုပ်ဖို့မစဉ်းစားနိုင်ဘူးလူပြည်ကလူတွေကတော့ဒုက္ခဒုက္ခချမ်းသာဆင်းရဲဆိုတာတလဲစီလိုလိုကြုံတွေ့နေကြရတာဖြစ်တော့ ်အကောင်းနဲ့ကြုံတွေ့လိုက်အဆိုးနဲ့ကြုံတွေ့လိုက်အဆုံးကြုံတွေ့ရတဲ့အခါမှာအဆိုးကိုလည်းသိတယ်အကောင်းကိုလည်းသိတယ်ဒါကြောင့်အကောင်းရဖို့အတွက်အကောင်းကိုကြိုးစားရမယ်ဆိုတာသဘောပေါက်နားလည်ချလို့လူတွေဟာကုသကောင်းမှုလုပ်ဖို့အခွင့်အလမ်းတွေများရှိပွင့်လန်းသွားတယ်ပေါ့အေးဒါကြောင့်မို့လူဘုံရောက်လာပြီဆိုလို့ရှိရင် ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုကြီးရတယ်လို့ပဲဒီလိုဆိုရမှာဖြစ်တယ်။သို့တော့လူတိုင်းဟာအဲ့ဒီအခွင့်အရေးကိုလှလှပပအသုံးချနိုင်ကြရဲ့လားလို့ဆိုအသုံးမချနိုင်တဲ့ပုဂ္ဂိုလ်ကများတယ်။လူဘွားတော့ရပါရဲ့ကုသကောင်းမှုတွေကိုမလုံးမိပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတယ်။လူဖြစ်ရကြုံနှမမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်။လူဘွား စီစဉ်ဥစ္စာတော့ရရှိခံစားကြရမှာဖြစ်တယ်။သို့တော့ရရှိထားတဲ့စီစဉ်ဥစ္စာတွေပါမှာတမက်တမောယမဇောတွေနဲ့နေထိုင်ပျော်ပါနေကြမယ်ဆိုလို့ရှိရင်ကုသိုလ်အသစ်ဆိုတာမလုံဖြစ်ကြအောင်ပေါ့နော်။ဒါကြောင့်မို့ဝိသခာเจ้าอาม่าကြီးอ่ะ သူ့ရဲ့ယောက်မမိဂရတထေးကိုပြောတဲ့စကားကိုတတိတရားမှတ်သားသင့်တယ်ပေါ့မိဂရတထေးဟာဘုရားကိုချီးညိုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်သူကချမ်းသာကြွယ်ဝမှုရှိတော်လဲပဲကုသိုလ်ကောင်းမှုအဘဒံလှုပ်ခဲတယ်ကုသိုလ်ကောင်းမှုမလှုပ်ဘူး ရသဗျာဆွန်ရလာတာတောင်းပါပဲသူဟာမမြင်ရအောင်ဆောင်းနေလိုက်တယ်လူမှုတမ်းမှုပဲကိုစိတ်ဝင်စားအဲ့ဒီချိန်မှာအာရုံအာဏာဖြစ်တဲ့ဝိသခါကရသဗျာကိုလှမ်းပြီးတော့ရှောက်တယ်အရှင်ဖျားတပီးတော့ယောက်မရေးကအဟောင်းစားနေတာပါလို့သူရှောက် အဟောင်းစားနေတယ်ဆိုတာအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုသာခံစားနေပြီးတော့အသိမလုပ်ဘူးလို့ဆိုလိုတာပေါ့နော်အေးလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေအတိတ်ဘဝကုသိုလ်ကောင်းမှုရှိလို့ချမ်းသာကြွယ်ဝကြတော့လေဒီဘဝမှာကုသိုလ်ကောင်းမှုလှုပ်ဖြစ်ခြင်းမှလှုပ်ဖြစ်တယ်မလှုပ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကအလွန်များတတ်တယ်ပေါ့အဲ့ဒါကိုသတိပြရှိချဖို့လိုအပ်တယ်ပေါ့ ဘုန်းကြီးတို့တွေနေ့စဉ်ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်အဲ့ရကနိုးထလာတဲ့အချိန်ကလေးကစဉ်းစားခြင်းဆိုတာစလာစိတ်ထဲနှလုံးထဲမှာအာရုံတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာလဲ သုံးမျိုးခွဲပြီးတော့သုံးမျိုးကိုနှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတော့ရောက်လာဖြစ်တယ်အေးဘဝပေါ်မှာစဉ်းကျင်သုံးသပ်ရင်လောကလူတွေဟာဒိဋ္ဌိနဲ့များ ပစ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်။ရှာလို့ဖွေလို့ကိုယ်အနေနဲ့အလွယ်တကူမရဘူး။ရတဲ့ပုဂ္ဂိုလ်တွေရသွားလို့ရှင်ထိုရတဲ့ပုဂ္ဂိုလ်တွေရဲ့ပစ္စည်းဥစ္စာပေါ်မှာစိတ်ထဲမှာဘလို့တွေးမိတတ်တုံဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးမိသွားတတ်တယ် အဲ့ဒါကိုအဘိဇာလို့ခေါ်တယ်။အဘိရှေးရှုဇာစိတ်ကူးကြံစီတဲ့လောဘလို့ပြောတယ်။သူမြတ်ပစ္စည်းကိုငါဟာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အတွေးဟာလူတွေမှတွေးမိတတ်တယ်တဲ့။အဲ့ဒီတွေးတာဟာလောဘရဲ့တွေးဖြစ်လို့တမန်လောဘနဲ့မတူပဲကိုပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့ ူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေ့အကြုံအဘိဇာဆိုတဲ့မနောကံမနောဒုစရဖြစ်သွားတယ်။သူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားတယ်။အဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွား။အကျိုးပေးဖို့ရင်ထဲနှလုံးထဲမှာမျိုးစိတ်တစ်ဖွဲတည်ရှိသွားတယ်။ထို့တူပဲမိမိမကျေနပ်တဲ့ပုဂ္ဂိုလ် ကျေနပ်လို့တစုံတစ်ခုအခဲမကျေဖြစ်နေတဲ့ပုံကိုယ်တွေအာယုန်ထဲမှာရောက်ရှိလာတဲ့အခါမှာဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတဲ့အတွေ့တွေးတာကိုဖြာပါရလို့ခေါ်တယ်။တာမန်မိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာမျိုးကဖြာပါရမဟုတ်ဘူးဒေါသတော့ဟုတ်တယ် ဒါပေမဲ့မနောဒုစရိုက်ဆိုတာမဖြစ်ဘူးမနောကံဆိုတာမဖြစ်ဘူးသိသွားရင်ကောင်းမှာပဲဒီလူလောကကြီးကပျောက်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးကြတော့မနောကံမနောဒုစရိုက်ဖြစ်သွားပြီဒါလည်းပဲကံမျိုးစိဖြစ်သွားတယ်ရှင်နေမှာစေရနာမဟုတ်ဘူးပြာပါရဆိုတဲ့ဒေါသကံဖြစ်ရောက်သွားတယ်နောက်တစ်ခုကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်။အေးမချိမနှက်ဆရာတွေတွေ့တယ်ဘာလို့ဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။နော်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။မကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲ။အဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားဟာ မှန်ကန်တာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညင်းပယ်ပြီးတော့ကံတရားကိုလက်မခံတဲ့အတွေ့အများတွေ့မိသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုဖြစ်သွားဒီဘဝဒီကိုယ်ဆန်နောင်ဘဝနောင်ကိုခံဘဝဆိုတာနောင်ဘဝဆိုတာရှိတာမဟုတ်ဘူးရှိလေကိုယ်လည်းသိတာမဟုတ်ဘူးလို့ တော့ဘဝကိုတရားဝင်အတိမတ်မပြုဘဲနဲ့တမလွန်လောကကိုငင်းပယ်မယ်ဆိုလို့ရှိရင်လေမိစ္ဆာတ္တိဖြစ်သွား